ိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ကြော်ကေထကျေးရွာနားမှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုးခေစခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မခုနှစ်ပူးပေါင်းအဖွဲ့တွေကနိုင်ရီပိုင်းတွင်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့နယ်စပ်သတင်းအရင်းမြစ်တွေကတင်လင်းထားမှုပြောပါရစေ။ ်ခန်ယူတက်မှခနဲ့ပိုင်ကြုံမြို့နယ်ထိုင်းနယ်စံတောင်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့မော်ဖိုးကိစခန်းနဲ့နော်တရားစခန်းနှစ်ခုထဲကမော်ဖိုးကိစခန်းကို KNL တက်မှခနဲ့နဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့ကမေလ16ရက်နေ့နေ့လယ်ပိုင်းအချိန်မှာ drone တွေနဲ့စတင်တိုက်ခိုက်ခဲ့တာပါမေလ16ရက်နေ့နေ့လယ်တနာရီ45မိနစ်အချိန်ကစတင်တိုက်ခိုက်ခဲ့ရာည9:00နာရီအချိန်ခန့်မှာ KNL တပ်မခွနဲ့ပူးပေါင်းတပ်တွေက စခန်းတစ်ခုလုံးကိုတင်ပိုင်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေဟာစခန်းစွန့်ခွာထွက်ပြေးခဲ့ကထိုင်းနိုင်ငံထက်ဆန်ရန်မြို့နယ်မဲတန်ကျေးရွာထဲကိုထွက်ပြေးလာခဲ့တယ်လို့နေဆက်တဲ့အရင်းမြစ်တွေကဖော်ပြထားပါတယ်။မော်ဘိုးကေစခန်းသိမ်းတိုက်ပွဲမှာ KNL တပ်မခွနဲ့ပူပေါင်းတပ်ဖွဲ့ကစစ်ကောင်စီတပ်စီကနေလက်နက်ခဲယမ်းတွေအများပြားရရှိခဲ့ပြီးမေလာ20ရက်နေ့နေ့လယ်ပိုင်းမှာတော့စခန်းတစ်ခုလုံးကိုမိရှုဖြက်စီးသွားခဲ့တယ်လို့နေဆက်တဲ့အရင်းမြစ်တွေကဆိုပါတယ် စခန်းသိမ်းတိုက်ပွဲကြောင့်ပလိုင်းပွဲမျိုးနယ်ထဲကကြော်ကေထရွာအပါဝင်အနီးနားကျေးရွာတွေကဒေသခံပြည်သူ200ကျော်ဟာထိုင်းနိုင်ငံတဲကိုထွက်ပြေးရောက်ရှိလာခဲ့ပြီးထိုင်းတောင်ဝင်ရှိသူတွေကအကူအညီဆောင်ရှောက်ပေးထားတယ်လို့လည်းထိုင်းသတင်းအရင်းမြစ်တွေကထုတ်ပြန်အသိပေးထားပါတယ် မော်ဖိုးကေစခန်းကိုတင်ပိုင်လာနိုင်တဲ့အတွက် KNU တပ်မခွနဲ့ပိုင်ကြုံမျိုးနဲ့ဒေါနာတောင်ရှေ့ဘက်ချမ်းထိုင်းနယ်စပ်အနီးနားမှာစစ်ကောင်စီတပ်ရဲ့နော်တရားတောင်ထိပ်ပေါ်ကစခန်းတစ်ခုသာကျန်ရှိတော့တာဖြစ်ပြီးအဲ့ဒီစခန်းကိုလည်းဆက်လက်တင်ပိုင်ရရှိနိုင်မှုအတွက်ထိုးစစ်ဆင်သွားမှာဖြစ်တယ်လို့စစ်ရေးသတင်းအရေးမြတွေကဆိုပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မခွနဲ့ပူးပေါင်းတပ်ဟာ KNU တပ်မခွနဲ့နဲ့မြေထိုင်းနယ်စပ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတယ်။ပူလူတူခလေဒေမော်ဖာတူ ာလဲတခေါ်ပီခီမဲလာနဲ့မော်ဖိုးခီစုစုပေါင်းစခန်းခွနခုကိုမက်လာကနေမေလာအထိ၃လတာတွင်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာပါစစ်ကောင်စီတပ်ကတော့တိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့တပ်စခန်းတွေစီမြေပြင်စစ်ကူအနေနဲ့မပိုပေးနိုင်တော့ဘဲလေကြောင်းပစ်ကူကိုသာအားထားအသုံးပြုနေရတာဖြစ်ပြီး၃လတာအတွင်းမှာ KNU တပ်မှခုနှစ်နေမြေထဲမှာရှိတဲ့တပ်စခန်း9ခုကိုလက်လွတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။